ဒီနေ့မှစဲကျော်တက်ရွယ်တွေကလူကြီးမိဘဆရာသမားတွေကို ပုံကန်ထကြွမှုတွေပြုလုပ်တတ်ကြတယ်ဆိုတဲ့အကြောင်းမျှဝေပြီးသွားချင်ပါတယ်ဒီစဲကျော်တက်ရွယ်တွေကလူကြီးမိဘဆရာသမားတွေကိုဘာကြောင့်ပုံကန်ထကြွကြတာလဲအကြောင်းရင်းတော့ရှိမှာပေါ့နော်ငယ်စင်မှာတုန်းကမိဘတွေကရင်ကျေးလိမ်မအောင်ကြိုးစားပြိုးထောင်ပြီးခဲ့ကြပြီမယ်လေစေကျော်တက်ရွေရောက်လာတဲ့အခါမှာတော့အနည်းနဲ့အများတော့ပုံကန်ထကြွမှုတွေရှိတာပဲ ါကိုမိဘတိုင်းသိပါတယ်ကျမတို့ဟိုးလွန်ခဲ့တဲ့1990ခုနှစ်လောက်တုန်းကပြန်ကြည့်လိုက်မယ်ဆိုရင်သူခိတုခါပုံစံမျိုးစုံနီးမျိုးစုံနဲ့စေချောတဲ့ယူရီပုံကန်ခဲ့ကြတာကိုစာအုပ်စာပေတွေမှာဖတ်ရင်းကြားသိခဲ့ရပါတယ်အဲ့ဒီခိကတော့ပြောကြတာပေါ့နော်ဒီလူငယ်လူရွယ်တွေလမ်းတရခိလို့ဆိုကြတယ်ဝပုံစာပုံတွေကလည်းပေါ့နော်ခိနဲ့မတူဘူးတာမန်နဲ့မတူဘူးအလန်းစားတွေပေါ့နော်အဲ့ဒီခိအဲ့ဒီအခါတော့အခုအင်္ဂလိပ်ဝါဟာယာမှာ teenager ဆိုတဲ့စဲကျော်တက်ရွယ်ရဲ့စကားလုံးကိုအခုလိုအဓိပ္ပာယ်ပေါ်ထားပါတယ်။တငယ်ပြမှုဒါမှမဟုတ်ငယ်ရွယ်တဲ့သူများပွပွလင်းလင်းမဖွင့်ပြောဘဲနဲ့လုတတ်တဲ့သူယောက်ျားလေးတွေကတော့ပုံကန်ထကြွတတ်တယ်။အကျင့်စာရိတ္တကောင်းမွန်မှုနည်းတဲ့မိန်းကလေးတွေကတော့ပုံစံမျိုးစုံနဲ့ပုံကန်ထကြွကြတယ်။အဲ့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။သူတို့တွေကစဲကျော်တက်ရွယ်ပဲရှိသေးတော့အရွယ်ရောက်သွားတဲ့ကြီးကောင်ဝင်တဲ့အရွယ်တွေကိုအမကြီးအကိုကြီးတွေကိုအားကြပြီးတော့ အဲ့ဒီလိုပြုတ်မှုကျင်ကြတယ်မလုပ်ရတဲ့အတွက်ကြောင့်ဒီလိုပုံကန်ထကြွကြတယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်စေကျော်တက်ရည်ဆိုတာကဟိုးရခင်မာကလေးကသူတို့စန္ဒရှိသလိုဝစင်ကြတယ်ပြုတ်မှုကြတယ်ဘန်းစကားတွေပြောကြတယ်လက်တဲဆန်တဲ့အနေနဲ့အစ်စ်အဆန်းတွေကိုတီထွင်တဲ့သဘောနဲ့ပြုတ်မှုကြတယ်စိတ်တူကိုယ်တူတငယ်ချင်း3-4ယောက်လောက်ရှိမဲဆိုရင်တော့ညီညီညာညာနဲ့မှားမှန်းသိပေမဲ့လေပုံကမဲထကြွမဲကြီးကောင်ဝင်တဲ့အရွယ်ကိုတားဆူးနေတဲ့အတွက် အခုလိုစတင်ပြီးတော့ပြုမူလာကြတာတွေရှိပါတယ်ဒီဆယ်ကျော်တက်ရွယ်လေးတွေကလူကြီးမိဘဆရာသမားတွေကိုဘာကြောင့်ပုံကန်ထကြွမှုတွေလုပ်ကြတာလဲကြည့်ရင်မြင်နိုင်ပါတယ်သူတို့ကိုယ်တိုင်ကစီကံပေါင်ထဲမှာရှိတယ်ဆိုတာသိပေမဲ့လည်းဘောင်းကျော်ပြီးတော့စံတက်ချင်ကြတယ်သူတို့မှာလုတ်ပိုင်ခွင့်တွေဘလောက်ရှိလဲစံတက်တဲ့သဘောတမန်ကလေးဘွားကနေလူအလှအစ်စ်ကို ိုးတက်ဖြစ်ပေါ်တာကိုတေချာပေါက်ကြိုးစားပြီးစွန့်စားခြင်းကြတာပဲဖြစ်ပါတယ်။သူတို့ကိုသူတို့လည်းဒီလိုပြုမှုရတာကိုမိုက်မဲရမကြဘူး။အများကြီးစွန့်စားရတာလည်းမဟုတ်ဘူး။အဲ့ဒီလိုထင်တတ်ကြတယ်။ဒီလိုဖြစ်လာရင်တော့မိဘအနေနဲ့တိတိတသားကြီးတားဖို့လိုအပ်လာပါပြီ။ဆေကျော်တက်ရည်ဆိုတာကတတ်မှတ်ထားတဲ့ဘောင်ကျော်ပြီးတော့အစွန်းအထိရောက်သွားခြင်းကြတာပါ။ဒီတော့မိဘတွေကတတ်မှတ်ထားတဲ့ဘောင်ကနေကျော်သွားရင်တေချာတာကတော့တိခံပေးရမှာပဲဖြစ်တယ်။ သူတို့ကတော့မိဘကိုလိန်ညာမှာပဲပြန်ခံပြောမှာပဲပြန်ရန်ဖြစ်မှာပဲဒီလောက်နေတော့မိဘနဲ့သားသမီး relationship ကိုတော့မပြည့်စည်စေပါဘူးဒီအရွယ်တွေကတော့အခုလိုစမ်းတက်ပြီးတော့ပုံကန်ထက်ကြွနေအောင်မှာပဲကျောင်းကဆရာမပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်ဘာပဲပြောပြောအနည်းနဲ့အများတော့ပုံကန်မှာတည်ကြပါတယ်မိဘကိုပုံကန်ထက်ကြွတယ်ဆိုတာမိဘကသိနေပြီမိဘကဘာပြောပြောနည်းနည်းတော့ပုံကန်ရမှာကျေနပ်ကြတဲ့အရွယ်ပါဒါကလည်း သူတို့ဖာသာရက်တည်ရတဲ့အချိန်အတွက်ကြိုးပြီးတော့စမ်းသပ်တဲ့သဘောပါဒီလိုစမ်းသပ်တာမျိုးကလည်းမိဘတွေအတွက်မိဘတွေအတွက်အရေးကြီးလာပါတယ်ဒီလိုစမ်းသပ်ရင်သူတို့ကိုယ်တိုင်လည်း lesson ရလာမယ်မိဘအနေနဲ့ကလည်းသိပြင်မယ်လို့တတ်နိုင်သမျှလျှို့ယွတ်ဝက်ပြီးထားတာအကောင်းဆုံးပါပဲငယ်စဉ်မှာကတည်းကမိဘရဲ့အတွင်တင်ဆုံးမမှုအခြေခံကောင်းကောင်းသင်ပေးထားခဲ့ရင်နည်းနည်းတော့ပဲပြန်တော်လာပုံကမှာပါဥပမာနည်းနည်းညာတာနည်းနည်းလိန်ပြောတာမယုံမသိပြုလုပ်တာလောက်နဲ့မိဘက သိချင်မှသိမှာပါအဲ့ဒီလိုလိန်ညာတာမယုံမသိပြူတာသူတပားကိုတယောတာဒါရီကိုသူ့ဖတာလဲမေခွန်းနဲ့ထုတ်ပြီးပြက်မင်းနေမိအောင်ပါပဲငါအဲ့ဒီလိုလုပ်လိုက်လို့ငါဘယ်လိုခံစားရလဲငါအဲ့ဒီလိုပြောလိုက်လို့မှန်ရဲ့လားငါကအဲ့ဒီလို လုပ်သိရဲ့လားအဲ့ဒီလိုလုပ်ရင်အင်မတန်အန္တရာယ်များတယ်ဆိုတာတွေးမိမှအမှန်ပဲသူ့လူလူလဲသိလာမှာပဲအဲ့ဒီလို ြုတ်မူတာတွေကရွေးတူအုပ်စုတွေဖြစ်သွားရင်တော့ပို့ပြီးတော့ပုံကန်ကြပြီးတော့ပို့ပြီးတော့ဆိုးရွားသွားစေပါလေမိဘအနေနဲ့မိမိရဲ့သားသမီးကအဲ့ဒီလိုပြုတ်မူလာရင်တော့ပြောရတော့မယ်ဒီလိုဆုံးဖြတ်ချက်ချတာဘာဖြစ်လို့ချတာလဲမိသားစုထမင်းစားတဲ့အချိန်ထမင်းစပွဲမှာဖုံးမတုံးရဘူးဒီလိုဝစားစရင်ဘုံကဘာဖြစ်လို့ဝတ်တာလဲဒီလိုစကားအတုံးနှုံးကဘာဖြစ်လို့ပြောတာလဲမိသားစုကြည်နေတဲ့ TV ကနေရုပ်ရှင်ကိုဘာဖြစ်လို့မကြည့်ပဲနေရတာလဲအဲ့ဒီလို စသဖြင့်မေးရတော့မယ်မိဘအနေနဲ့ကလည်းသူတို့ပုံကန်ထကြွနေတယ်ဆိုတာသိတယ်ဒီသားသမီးကလည်းသူကိုယ်တိုင်သိနေတယ်အဲ့ဒီလိုမိဘကမေးလိုက်တာကတွယ်ဝိုက်တဲ့နင်းနဲ့သူကိုအသေးချာတင်ပေးလိုက်တယ်လို့သူတို့ကို အထောက်အကူတွေလည်းအများကြီးရသွားစေပါရဲ့ရှင်မိသားစုထိမ့်သိမ်းလာတဲ့ယဉ်ကျေးမှုကိုမိဘကဖန်တီးပေးနိုင်မှသာစေချောတဲ့ရထကြွမှုကိုမဖြစ်စေအောင်အထောက်အကူရစေမှာပါမိသားစုဝတ်စားစေရင်မှုမှာ ဘယ်လိုစံတတ်မှတ်မှုတွေရှိတယ်ကျန်းမာရေးဂရုစိုက်မှုတွေနီးစနစ်တွေမိသားစုကိုဘယ်လိုဥစည်းဥဆောင်မှုတွေဒါတွေကိုပြောပြရမယ်နောက်ပြီးတော့တက်တူးထိုးတာမိဘနဲ့အတူရှိနေစင်မှာမထိုးဘူးအရွယ်ရောက်လာလို့မိဘအိမ်ကနေထွက်ခွာသွားတဲ့အချိန်မှာမိမိဖာသာမိမိစိတ်ကြိုက်လုံနိုင်ဖို့မိမိကအကောင်းဆုံးထောက်ပြပေးနိုင်ရပါအောင်မယ်ဒီဆယ်ကျော်တဲ့အိမ်နေနဲ့ကတော့ yes no တော့ဖြေမှာမဟုတ်ဘူးဒါပေမဲ့လို့တော့သူ့စိတ်ထဲမှာတော့ဒီစကားတွေကကြံ့ရင်နေမှာပါ တရရှင်များရှင်မိဘရဲ့အခုလိုစိတ်ကံ့တွေအမိန့်တွေကိုသူတို့ရင်ထဲမှာခံစားထားမယ်လက်ခံထားမယ် follow လုပ်ထားခဲ့မယ်ဆိုရင်နောက်တစ်ချိန်သူတို့ကြီးကဝင်တဲ့အရွယ် adult အရွယ်ရောက်သွားတဲ့အခါမှာသူတို့ဘဝသူတို့ရုန်းကန်ရတဲ့အချိန်ကြရင်အခုလိုမိဘကတင်ပေးထားခဲ့တဲ့အတွက်ကြောင့်ကိုတာဝန်ကိုတည်လာပြီးရင်းရိုင်မှုတွေဖြစ်တော့မှမဟုတ်တော့ပါဘူးဆိုတော့ကျွန်မဂျူရဲဂျူဂျူခင်ကနေတင်ပြပေးရင်းနဲ့ဒီနေ့ ဒီရိယာကဏအတွက်အဆုံးတက်လိုက်ပါတယ်။နားဆင်နေတဲ့မိဘတွေအားလုံးဒါသမီးတွေအပေါ်မှာယုံကြည်မှုရှိပြီးဒါသမီးနဲ့မိဘ relationship ကောင်းပြီးရနိုင်ကြပါစေလို့ဆုမတောင်းလိုက်ပါတယ်။